အာဆီယံညီလာခံမှာစစ်အုပ်စုကိုတက်ခွင့်မပေးတာနဲ့ပတ်သက်ပြီးတော့သူတို့စစ်အုပ်စုဘက်ကတော်တော်လေးကိုဆက်ဆက်ခါနာကြီးတော်ဝင်ရပါတယ်။ဗိုလ်ချုပ်ဇော်မင်းထွန်းထွက်ရှင်ပါတယ်။သူတို့အာနာသိစစ်အုပ်စုအနေနဲ့9နှစ်လုံးလုံးလူရအသွမခံရပဲနဲ့အဖက်ခံအချင်းခံဘဝနဲ့ပဲမျက်နှာအောက်ချနေခဲ့ရပါတယ်။အခုတရုတ်ကသူတို့ဘက်ကနေတော်တော်လေးဖိဖိမမရှိလာတယ်လို့လူရအသွမ်ပြီးတော့ဖိတ်ကြားအဲ့ခန္ဓာမျိုးလည်းရှိလာတဲ့အတွက်သူတို့တော်တော်အားတက်သွားပါတယ်။ တရုတ်မျက်နှာကိုထောက်ထားပြီးတော့အာဆီယံကလည်းလူရာသွန်းလာမလားဆိုတော့မျှော်လင့်ချက်မျိုးထားခဲ့ပေမဲ့ထင်တိုင်းမပေါက်တော့တော်တော်စိတ်နာသွားပုံရပါတယ်။အရင်နှစ်တွေတုန်းကမျှော်လင့်မထားတော့တိတ်မနာကြည့်ပေမဲ့အခုဒီချိန်မှာတော့မျှော်လင့်ထားရတဲ့အလွဲကြီးလွဲရတော့စိတ်အနာကြီးနာသွားတဲ့သဘောလိုယူဆရပါတယ်။ဒါပြီးခဲ့တဲ့အာဆီယံအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါအမျိုးမျိုးကြောက်စုံနေတာတွေဝေဖန်နေတယ်ရှိပါတယ်။ဒီထက်မှ အာဆီယံဘုံသမောတူညီချက်900ရက်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့လှုပ်ဆောင်ခဲ့ခြင်းမရှိတဲ့အတွက်မြန်မာနိုင်ငံကိုအာဆီယံအစည်းအဝေးမှာနိုင်ငံရေးအဆင့်ရှိတဲ့သူတွေကိုတက်ရောက်ခွင့်ရနေဒါဆက်လက်ပိတ်ပင်သွားမယ်ဆိုတဲ့သတင်းကိုအတိုက်ခံစံကျင်ဘက်မီဒီယာများအနေနဲ့ထုတ်လွှင့်နေရများလဲတွေ့ရပါတယ်။အာဆီယံအစည်းအဝေးအတွက်မှာမြန်မာနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးဝေဖန်အပြစ်တင်တာကိုသူတို့ ော်တော်နာဝုံရပါတယ်အထူးသဖြင့်မင်းတို့အချိုးမပြောင်းသေးလို့အရင်လိုပဲတက်ခွင့်မပြုတ်နိုင်ဘူးဆိုတဲ့အချက်ပေါ်မှာအလွန်နာဝုံရပါတယ်အာဆီယံနဲ့ပတ်သက်တဲ့သူတို့ပြောဆိုချက်အားလုံးဟာအာဆီယံသဘောတူညီချက်၅ချက်ကိုသူတို့ဘလို့လိုက်နာဖို့ကြိုးစားခဲ့ကြအောင်အယူခံဝင် ရှင်းလင်းပြတဲ့သဘောမျိုးဖြစ်ပါတယ်အာဆီယံဘုံသဘောတူညီချက်၅ချက်မှာပထမဆုံးအချက်ကအကြမ်းဖက်မှုအလုံးကိုချက်ချင်းရရမယ်ဆိုတဲ့အချက်ပါအဲ့ဒါကိုဗိုလ်ချုပ်စော်မင်းထွန်းကသူတို့လိုက်နာခဲ့ပါတယ်လို့ ဆိုနေပါတယ်ဘယ်ပုံပယ်နည်းလိုက်နာတယ်လဲဆိုတော့သူပြောစကားကိုနားထောင်ကြည့်ကြပါဒီဘုံသဘောသူကြီးရဲ့ကျင်းနဲ့ပတ်သက်ပြီးအကျန်းဖက်မှုများအများဆုံးရပ်တန့်ဖို့ဒါနဲ့ပတ်သက်ပြီးလဲမြန်မာနိုင်ငံမှာအကျန်းဖက်မှုတွေလုံနေတာ NUG PDF အမြီးကန်အကျန်းဖက်တောင်းချသူတွေရဲ့အကျန်းဖက်လုံရတည်နဲ့ပတ်သက်ပြီးပြောကြလိုပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF တွေဖြစ်ပါတယ်လို့အစချီထားပါတယ်ဆက်နားထောင်စရာတောင်မှမလိုတော့ပါဘူး ူကအကြမ်းဖက်မှုအလုံးကိုချက်ချင်းရရမယ်ဆိုတော့အာဆီယံဘုံသဘောတူညီချက်ကိုလိုက်နာပါတယ်လို့ပြောပင်ပြောနေတော်ညာလဲမလိုက်နာတော့ဘာဖြစ်တယ်လဲလို့ညင်းလိုက်တာနဲ့မချားပါဘူးအကြမ်းဖက်မှုကိုရပ်ဖို့နေနေတာကသူတို့လုပ်နေတဲ့အကြမ်းဖက်မှုလုပ်ရက်ကိုဝန်ခံဖို့တောင်မှပြင်းပြင်းထန်ထန်ညှင်းဆုံနေတာပါအာဆီယံဘက်ကဘာပြောနေမှန်းတိပါရက်နဲ့မသိချင်အောင်ဆောင်ပြီးတော့ပြောင်းညင်းနေတာပါမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေကိုအများဆုံးကျူးလွန်နေတာဟာစစ်အုပ်စုပါ လေရင်နဲ့မြို့တကာရွာအနှံ့ကိုဘုံလိုက်ကျပါတယ်ခလေးငယ်လေးတွေခေါင်းပြတ်သေးတာခြေလက်ပြတ်တော့တာဘိုက်ပွင့်ပြီးတော့ဥထွက်တေဆုံတာတွေအများအပြားဖြစ်ခဲ့ပါတယ်အော်တိုဘာလ15ရက်နေ့မြောင်မြို့နယ်ဇရကုန်းကျေးရွာကိုဘုံကျဲတိုက်ခိုက်တဲ့ဖြစ်စဉ်မှာဆိုလို့ရှိရင်ကျောင်းသားလေးတယောက်ဟာနှစ်ခါပြန်ပြီးတော့ဘုံထိမှန်တာကိုခံခဲ့ရပါတယ်ခလေးငယ်တယောက်ရဲ့ဘဝတသက်တာမှာ ဘုံကျဲလို့ဒဏ်ရတာကိုနှစ်ကြိမ်တိတိခံစားခဲ့ရတာပါသူခံစားရမယ်စိတ်ဝေဒနာစိတ်တန်ရဘလောက်ပြင်းထန်တယ်ဆိုတာကိုတွေ့ကြည့်ကြပါပထမတစ်ကြိမ်ဘုံကျဲတဲ့ဒဏ်ကြောင့်ဘုံကျဲခံရတဲ့အချိန်တုန်းကသူဟာခြေထောက်တစ်ဖက်ဖြတ်ပြီးတော့ဆေးကုသခံယူထားရတဲ့ခလေးငယ်လေးပါအဲ့ဒီခလေးငယ်လေးဟာအော်တိုဝါလာ15ရက်နေမှာဒုတိယအကြိမ်ဘုံဒဏ်ကြောင့်ခန္ဓာကိုယ်နဲ့ဝမ်းပိုက်ကို ထိခိုက်ဒဏ်ရပြန်ပါတယ် ပြင်းဒီပြင်းနဲ့ဖရူဆိုမြို့နားလေးကမူဆိုမှာတောင်ရွာကပြန်လာတဲ့လူတွေအပါဝင်ကင်းဒီအရသား30လောက်ကိုမိရှို့တက်ဖြတ်တာတားထောင်တဲ့ဖိုးတွေကိုဆေယုစုကဆေယုစုရဲ့လက်အောက်ခံပြူစောထီးတွေကအရှင်လက်လက်မိရှို့တက်တာပစီကြီးလက်ရက်ကုံမုံလိုက်ခက်အိုရိန်တွင်မှာခလေးလူကြီးအများပြားသိအောင်ဘုံကျဲတက်ဖြတ်တာတွေနေကင်းကြောင်တော်မှာစစ်ကြောင်းလှဲ့လှဲ့တယ်ဆိုပြီးတော့တရွာဝင်တရွာထက် မိလိုက်ရှို့တာတွေလူတက်တာတွေ အောက်တိုဘာလအတွက်မှာပဲတောင်သာမြို့နယ်ရုံးစင်ကြီးကျေးရွာမှာအမျိုးသမီးငယ်လေး6ယောက်ကိုစစ်တပ်ကတန်းစီမရင်းကျင့်သွားတာတွေအဲ့ဒါတွေကိုအကြမ်းဖက်တာမဟုတ်ပါဘူးလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောနေတဲ့သဘောပါမသိချင်အောင်ဆောင်မျက်ွယ်ပြူတဲ့နီးနဲ့ညှဉ်းဆန်နေတာပါဗိုလ်ချုပ်ဇော်မင်းထွန်းပြောထားတဲ့စကားတွေအနေနဲ့မှာဒီစကားဟာပပလေးဆိုရင်မဲ့အဆိုးဆုံးစကားပါ တခါတလေမှပြောသွားတဲ့ဇာတ်ကားတွေထက်မသိချင်အောင်ဆောင်ပြီးတော့တမင်ချန်ထားခဲ့တဲ့ဇာတ်ကားကပို့ပြီးတော့တောင်မှရက်ဆက်ကြံကြုတ်တယ်ဆိုတာကိုအခုလောက်ရကတသက်ပြနေပါတယ် NUG PDF ကအကြမ်းဖက်မှုကျူးလွန်တာတွေရှိတယ်ဆိုတာမှတ်ပါတယ်ဒါတွေကိုလည်းကျွန်တော်တို့သတင်းသမားတွေကတသက်အထောက်ထားတွေနဲ့ထောက်ပြထားတာတွေရှိပါတယ်ဝေဖန်တာတွေရှိပါတယ်ဒါပေမဲ့ NUG PDF ကျူးလွန်တဲ့အကြမ်းဖက်မှုဆိုတာဆဲလ်စုကျူးလွန်တဲ့အကြမ်းဖက်မှုနဲ့နှိုင်းစာလို့ရှိရင် အပုံတရာပုံမှတပုံစာလောက်ပဲရှိပါတယ်ပမာဏချင်းနှိုက်စာခဲ့လို့ရှိရင် NUG ဘက်က PDF ဘက်ကကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာ မပြောပါလောက်အောင်ညှက်ပါပါတယ်။နည်းနည်းများများအကြမ်းဖက်မှုဟာအကြမ်းဖက်မှုပါပဲလို့တရားရောက်ကနေပြီးတော့ထောက်ပြခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါမှန်ပါတယ်။ခားရတဲ့သူတွေအတွက်ကတော့တရားမျှတမှုကိုရှာကြရမှာပါ။ဒါပေမဲ့မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF တွေဖြစ်ပါတယ်လို့အစစီထားတဲ့ဗိုလ်ချုပ်စော်မင်းထွန်းရဲ့စကားကတော့ လိန်ညာမှုရက်ဆက်မှုကောက်ကျစ်မှုအဆရှိတဲ့အကြောင်းအမျိုးမျိုးဆွတ်ထင်းနေတယ်လို့ဆိုချင်ပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ချက်မှာဒုတိယသဘောတူညီချက်ကအားလုံးပါဝင်တဲ့ဆွေးနွေးပွဲလုပ်ဖို့ပါ။ဒုတိယချက်ငြိမ်းချမ်းစွာအပြေရှားမှုနဲ့ပတ်သက်ပြီးရင်ကျွန်တော်တို့အနေနဲ့2022ခုနှစ်ကကိုငြိမ်းချမ်းရေးနှစ်ဖြစ်သတ်မှတ်ပြီးလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့9ဖွဲ့လက်မှတ်မထိုးထားတဲ့အဖွဲ့3ဖွဲ့စုပေါင်းတိုင်းသားလက်နက်ကိုင်အဖွဲ့10ဖွဲ့အပါဝင်နိုင်ငံရေးပါတီတွေနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။သူတို့အလိုတော်ကြီးလုံလုံလောက်ဖြစ်နေတဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့ပြောတာလောက်ကိုပဲဆွေးနွေးပါတယ်လို့ပြီးတော့ဖြည့်ရှင်းနေတာပါ။စင်ဝေးအရန်ရှောင်းပြောဆိုချက်ပါ။ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူး။မြစ်တာရက်ခတ်ပါတယ်။ အဲ့ဒါလို့ခုတ်ကူးပြန်တင်လောက်တာတွေဟာမီဒီယာရဲ့ယက်တီရဲ့အတွက်ကြီးကြီးမားမားအဟံအတာအနောက်ရှက်ဖြစ်လာနေပါတယ်။ပြည်သက်များအနေနဲ့လည်းခုတ်ကူးပြန်တင်တာတွေကို အားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ယက်တီနိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာ။ မစီမဆိုင်စွတ်ထက်ပြောသွားတဲ့စကားတစ်ခုရှိပါတယ်အဲ့ဒါကတော့အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့စကားပါဒါပြင်အခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်နိုင်ရေးအတွက်အချက်53ချက်ကိုသဘောတူညီဆောင်ရွက်ခဲ့ပါတယ်တချို့ကအခြေခံဥပဒေပြင်မှာပြင်မှာလို့ပြည်သူလူထုကအချင်းချင်းခါခါတောင်းဆိုခဲ့မှုပါတယ်စစ်အုပ်စုက ပြည်သူစကားနားမကြားသလိုလုပ်ပြီးတော့ဘူးခံကန့်ကွက်ခဲ့ပါတယ်လက်မှတ်၅သိန်းစုပြီးတော့အခြေခံဥပဒေပြင်ရေးဆိုတာကိုလည်းတောင်းဆိုခဲ့မှုပါတယ် ဟင်းအင်ဆိုမှဟင်းအင်ဆိုပြီးတော့ခေါင်းကုန်သာအချင်းချင်းခါခဲ့ကြပါတယ်အခုတော့အခြေခံဥပဒေပြင်ရေး53ချက်ဆိုတာကိုဘယ်သူမှမမေးဘဲနဲ့အတင်းလိုက်ပြောနေပြန်ပါတယ်အဲ့ဒါကဘာသဘောပါလဲ2008အခြေခံဥပဒေကိုအသက်ပြန်သွင်းခြင်းလို့ပြင်ပေးပါမယ်အတင်းပြောနေတာပါအမှန်တိုင်းပြောရလို့ရှိရင်ပြည်သူလူထုက2008အခြေခံဥပဒေကိုအတိမတ်မပြုတော့ပါဘူးအဲ့ဒါကိုစိုးစုကလည်းသိပါတယ်သူတို့ကိုယ်တိုင်ကမလေးမစားမလိုက်နာဘဲနဲ့အချင်းချင်းဖြည့်ဆည်းတာလို့ဒီဥပဒေဟာလူတော်မတော်မျက်နှာပန်းမလား ဖြစ်နေရပြီဆိုတာကိုသူတို့ကောင်းကောင်းသိပါတယ်ဒါပေမဲ့သူတို့အတွက်တနေ့ရွှေဥတလုံးကျဥပိရဲ့ငန်းကြီးဆိုတော့တက်စားပြီးကမှအသက်ပြန်သွင်းကျင်နေတာပါပြင်ပေးပါပြင်ပေးပါဆိုတော့ကအချိန်ချင်းခေါင်းခါပြီးတော့ဘယ်သူမှစိတ်ငွေစားတဲ့အချိန်ကျမှပြင်ပေးရစီပြင်ပေးရစီလုံနေတာပါမောင်မောင်ခေါ်တော့ကဖျားမထူးပဲနဲ့ငတ်အောင်ကြော်ခေါ်တော့မှဖျားထူးရှင်နေလို့ငန်းငန်းတက်ဖြစ်နေတာပါပြည်သူလူထုကပြင်းရင်းကိုစိတ်ဝင်စားတော့ဦးဆိုတာကလည်း အကြောင်းခံခံလုံလုံရှိပါတယ်ဒီအခြေခံဥပဒေဟာပြင်လို့လဲအလကားပဲဆိုတာကိုပြည်သူလူထုကကောင်းကောင်းသဘောပေါက်နေပါပြီအခြေခံဥပဒေဘလောက်ပြင်ပြင်အာဏာကောက်သိမ်းလိုက်လို့ရှိရင်အကုန်ပြတ်တာပါပဲ NLD အစိုးရလက်ထက်တုန်းကပြည်ရေးကိုလူတွေကထောက်ခံကြတယ်ဆိုတာကလည်းဒီဥပဒေကိုလက်ခံကျင်လုံလုံမဟုတ်ပါဘူးဒေါအောင်ဆန်းစုကြည်ကိုကြီးညိုချလွန်းလို့ဒေါအောင်ဆန်းစုကြည်ရဲ့သဘောကိုလိုက်ရောခဲ့တာပါနိုင်ငံရေးနားလည်တဲ့နိုင်ငံရေးသမားတွေကဥဝင်းတင်ဥကိုနီတို့ရဲ့သဘောထားအတိုင်းဖြည့်ရေးကိုသာလှူလာကြတာပါ ပါရမူဇက်ထုတ်တဲကယောမင်းကြီးဥဖိုးလိုင်ရဲ့စကားကိုသွားပြီးတော့တောင်းမှအမှတ်ရမိပါတယ်။မရတော့ဘူးမောင်ကောင်းရဲ့မရတော့ဘူး။နောက်ကျသွားပြီ။ဟင်းတာတရာညာမျက်လုံးညှိုးနေပြီ။မင်းတို့အစိုးရကအဖက်ဆယ်လို့မရတော့ဘူးလို့ပဲပြောရတော့မှာပါပဲ။အာဆီယံ၅ချက်ထဲကတတရနဲ့စတုထအချက်ကိုတော့ဘူဂျိုးစော်မင်းထွန်းကပေါင်းပြီးတော့ရှင်းသွားပါတယ်။သူတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာခီးစဉ်တွေကိုကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။သူတို့ နိုင်ငံရေးပါတီတွေအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။စတုတ္ထအချက်ဖြစ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းနဲ့ AHA စင်တာကနေပေးရတဲ့ကိစ္စတွေမှာလည်းအပြည့်အဝပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီလုပ်ငန်းတွေကိုစံလုပ်ငန်းစီမင်း SOP တွေအနေနဲ့လည်းသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံရေးသမားတွေနဲ့လည်းပေးတွေ့ပါတယ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်း လက်ခံပါတယ်လို့ပြောသွားပါတယ်နိုင်ငံရေးသမားနဲ့ပေးတွေ့တယ်ဆိုရမှာသူတို့စေအုပ်စုကတွေ့စီကျင်တဲ့သူကိုသာပေးတွေ့ပြီးတော့အာဆီယံကိုယ်စားလှယ်ကတွေ့ကျင်တဲ့သူတွေကိုတော့တယောက်မှပေးမတွေ့ပါဘူးလူသားချင်းစာနာထောက်ထားမှုအကူအညီဆိုတာကိုလည်းသူတို့ရောက်စီကျင်တဲ့နေရာလောက်ပဲခွင့်ပြုပြီးတော့သူတို့မရောက်စီကျင်တဲ့နေရာဆိုလို့ရှိရင်တာစီပိတ်ပင်ထားတယ်ဆိုတာအလုံးအသိပါပဲအာဆီယံ၅ချက်ထဲမှာနောက်ဆုံးအချက်ကစေအုပ်စုကိုလိုလားသူစန့်ကျင်သူနိုင်ငံရေးအဖွဲ့အလုံးဘက်အလုံးနဲ့အာဆီယံကိုယ်စားလှယ်ကို တွေ့ခွင့်ပေးရမယ်ဆိုတဲ့အချက်ပါဒါကိုတော့ဗိုလ်ချုပ်စော်မင်းထွန်းကခါခါတီးတီးညင်ပါတယ်အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့ဝင်တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကြတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံခွင့်ပေးနိုင်ခြင်းမှာပေးပါလိမ့်မယ် ဘယ်နိုင်ငံမှာကိုတွေးဆောင်ဝင်ပေးခဲ့တယ်လဲလို့ပဲဒါမိကွန်းထုတ်ချက်ပါတယ်ထောင်ကြရေးလို့ပြောတဲ့အတွက်ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့ NLD ခေါင်းဆောင်တွေကိုအဓိကကြီးရတာလို့ယူဆရပါတယ်ပထမဆုံးအချက်ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ကိုရာဇဝတ်မှု ပုံမှတ်တက်ထားတာဟာသူတို့တက်တာပါဘယ်သူကမှသူတို့ပြောတာတွေကိုမယုံကြည်ပါဘူးလွတ်လပ်တဲ့တရားစီရင်မှုလည်းမဟုတ်ပါဘူးပွင့်လင်းတဲ့တရားစီရင်မှုလည်းမဟုတ်ပါဘူး သူတို့ရှင်းနေတဲ့တောင်မှဥဝင်းမြင့်ဒေါင်ဆန်းစုကြည်တို့နဲ့ကောင်းကောင်းတွေ့ခွင့်မရကြတဲ့အခြေအနေအောက်ကတရားစီရင်ရေးပါသူတို့ဘာသာရာဇဝတ်မှုတက်ပြီးတော့ရာဇဝတ်တရားခံမှုလို့တွေ့ခွင့်မပေးနိုင်ဘူးလို့ပြောတာကတော့လှုပ်ချင်အောင်လှုပ်ပြီးတော့ပြောချင်အောင်ပြောနေတာပါပဲလို့ဆိုရမှာပါဟိုကသမရလေဟိုကနိုင်ငံတော်အတိုင်ပင်ခံလေအဲ့ဒါကိုအောက်ကလူတွေကတက်ဖြီးတော့ဖန်လာစီလာလှုပ်ပြီးတော့မှသူတို့ကပဲဟိုလူတွေကိုရာဇဝတ်သားပါလို့ပြောနေတဲ့ပုံစံကတနက်ရှိရင်ပြောချင်အောင်ပြောလို့ရတယ်ဆိုတာထက်ဘာမှမပူပါဘူး အာဆီယံကိုသူတို့ကပြန်သတိပေးတယ်လို့ပြောဆိုသွားတာကတော့နောက်ဆုံးအချုပ်လို့ပဲဆိုရမယ်ထင်ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအနာပိုင်ဆိုင်မှုတန်းတူညီတူစုမှုနယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံအဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့အခြေခံမူတွေကိုအမြဲသတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။ပြည်တွင်းရေးမှာဝင်မဆွတ်နဲ့လို့အာဆီယံကိုသတိပေးထားတာပါ။ မင်းတို့တော့ဝင်မဆက်နဲ့တရုတ်တော့ဝင်ဆက်ချင်ဆက်စေလို့ပြောလိုက်တာလားလို့လည်းယူဆစရာရှိပါတယ်ဒါကိုကျွန်တော်အထူးရှင်းပြနေကြမလိုဘူးလို့ထင်ပါတယ်ခုတစ်မျိုးတော်တော်ကြာတစ်မျိုးသုံးနှစ်မှရေတခါချိုးဇော်မင်းထွန်းညက်ပတ်အိုးလို့ပဲလူရှင်တော်တွေပြောတယ်လို့ပြောရမလို့ဖြစ်နေပါပြီခင်ဗျာ